2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်တန်းကိုခန်းစားခဲ့ရတဲ့ပြည်သူလူထုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ဝိုင်းလုံးကူကြတဲ့ပကြီးလူတွေကိုပြည်သူမှပြည်သူတို့ဆိုတဲ့အစီအစဉ်နေနဲ့ artist artistry ကနေတင်ဆက်ပေးလျက်ရှိနေပါတယ်။ပကြီးအမှုပညာကိုချမှတ်နိုးတဲ့ပကြီးပညာရှင်တွေဝါသနာရှင်တွေနဲ့အတူကိုယ်တိုင်လည်းငလျင်တန်းကိုခန်းစားခဲ့ရတဲ့ပကြီးအမှုပညာရှင်များက ငလျင်ဘေးတင်ပြည်သူတွေကိုအုတ်တချက်သဲတဲ့ဝင်းအဖြစ်ကူညီပြီးအမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ဝန်းရံအားပေးကူညီနေတဲ့အကြောင်းလေးပါခင်ဗျာအခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့29ရက်3လ2025မှာတတိပစ္စယပကြီးပြကန်းမှာပြသဖို့စီစဉ်ထားပေမဲ့28ရက်နေ့ကပြပြခဲ့တဲ့ဖြစ်ပျက်ကြောင့် online မှာပဲပြုလုပ်ခဲ့တဲ့ပြပွဲလေးပါ ကြည်အမှုပညာရှင်တို့ခင်းကျင်းပြသလျက်ရှိတဲ့ art exhibition များအကြောင်းနဲ့ပြပွဲမှာပြသထားတဲ့ပကြီကားများကို artist artistry ကနေအမြဲတင်ဆက်ပေးမှာမို့ကြည့်ရှုခန်းစားလို့ရအောင် channel လေးကို subscribe လုပ်ထားပေးကြပါဦးခင်ဗျာငယ်လင်းနဲ့ညောင်းနှမျောကျန်ဘဘူးအမှုပညာပစ္စည်းတချို့လုံးဝပျက်စီးသွားတာကလွယ်လို့တိတိပြည့်ချအဖွဲ့သားများအားလုံးပြီးခင်ကြပါလေမနေ့ကချီစဉ်ထားတဲ့ ဆရာဦးတင်ထေးအောင်ရဲ့အဟုန်ပြပွဲကအွန်လိုင်းမှာပဲပြသနိုင်တော့မှာဖြစ်ကြောင်း ဝန်နည်းစွာ အသိပေးအပ်ပါတယ်လို့ဖော်ပြပြီးတတိပြချာ Art Gallery ရဲ့ online page ကနေပြလုပ်ခဲ့တဲ့အဟုန်ပြပွဲဒီအကြောင်းကိုတင်ဆက်ပေးပါစီ Marshla 29ရက်နေ့ကနေ31ရက်နေ့ထိပြုလုပ်မဲ့အဟုန်ကိုဆရာဦးနင်းထေးအောင်က ဖန်ပြီးပါလေ။ ဆရာဦးတင်ထေရောင်ရဲ့6ချိန်မြောက် solo art exhibition လေးဖြစ်ပါတယ်ခင်ဗျာခုနပတ်တပြီးရှာဥတင်ထေးအောင်ရေးသားထားတဲ့စာလေးကို ကျွန်တော်ရွတ်ပြပါရစေ ဘဝမှာတစ်ခါတလေကိုမှန်းတယ်လို့မဖြစ်ကိုမမှန်းတာလည်းဖြစ်ရတာရှိတယ်ကိုကပကြီးအေးစီစီရေးခြင်းတစ်ခါတရံအချိန်များအချိန်တွေကသွားရင်းလာရင်စောင့်ရင်းစားရင်းကုံသွားတာလည်းရှိတယ်တည့်ရပကြီးပစ္စည်းဆိုင်ကအ내ရောင်တဲ့အညိုရောင်ပုံညံဆောက်ကလေးတွေကိုတွေ့လို့စမ်းဝယ်ရေးကြည့်တယ်ကိုတန်နာကရိုးရလိုက်အ내ရောင်စကူပေါ်မှာ acrylic ပိုင်းရောင်စုံတွေနဲ့ရေးရတာ blackbook ပေါ်မှာရောင်စုံမြေပြူနဲ့ရိုးရအကောင်လောင်တွေ တင်ပြရေးပြရတာကို အမှတ်ရစေပါလေရိုးရဟန်းနတ်နဂါဂလုံဘလူးမိသားစုပုံလေးတွေရေးဖြစ်တယ်ပျော်ရယ်ပုံညာစာအုပ်ကလေးတွေသွားလျာယူသွားဖြစ်တယ်သမင်းစပွဲဘေးမှာလဲထားတယ်သွားရင်းလာရင်းစောင့်ရင်းစားရင်းအချိန်ရရင်ရသလိုစိတ်ပါသလိုပုံလေးတွေရေးဖြစ်တယ်ဘာရင်လို့မဟုတ်စိတ်แทပေါ်ရရေးဖြစ်တဲ့ဒီပုံစံလေးတွေမှာကိုကြိုက်ခဲ့ဆွဲခဲ့လိလာချက်ခဲ့တာတွေ ပြန်ထွက်လာပုံရတယ်။ကို့အကြိုက်ကို့စရိုက်ကို့စိတ်တွေပါသွားတယ်။သွားရင်းလာရင်းရှောင်းရင်းစားရင်းကားပေါ်မှာလဖေးဆိုင်မှာသမင်းပွဲပြီးမှာဒီပုံလေးတွေရင်းရင်းပုံကတရကျော်လာတယ်။တရက်ပကြီးကိုဇာနီကပုံလေးတွေတွေ့တော့ပြပွဲလုပ်ရင်ကောင်းမယ်ပြောတယ်။ဆရာကြီးခွင့်ပြုရင်သူ့ရဲ့ Lavender Mids Art Studio အနေနဲ့ပွဲစီစဉ်မယ်။သူ့စိတ်ကြိုက်လို့မယ်။ကောင်းတာပေါ့။ ဇာနီလုံရင်ကောင်းတာပဲလေကိုလိုက်မဲအောင်ရွှေမန်းလေးကလည်းဝိုင်းဝန်းချမယ်ပြောလေပုံတရားစာအုပ်ကလေးလဲစီစဉ်မယ်အချိန်ရရင်လုပ်ပေါ့ကိုသားသမီးအစင်တန်းရှိရှိလှလှပပဖြစ်တာဘယ်မိပါမကြိုက်ရှိမလဲဒီလိုနဲ့ဒီပွဲဒီစာအုပ်လေးဖြစ်လာရခြင်းမှာပြပွဲနဲ့စာအုပ်နာမည်စဉ်းစားတော့တငင်ချင်းကိုစီယာအေးကအဟုံးလို့ပေးပါလားလို့ပြောတယ်မအောင်အီးနိုင်တာအလိုလိုထွက်ကြလာတာမျိုးလို့ပြောတယ် main line တွေကမအောင်နိုင်ပဲဒရဇက်ထွက်လာတာမျိုး ရှင်တန်လှုပ်ရှားနေတာမျိုးလို့ရှင်းပြတယ်။သူပြောတာသဘောကျမိတယ်မအောင်နိုင်လို့ရေးဖြစ်တဲ့ပုံလေးတွေဆိုတော့အဟုံးလိုပဲပြပွဲနဲ့စောက်အမီပြဖြစ်တယ်။အဟုံးမသေးသေးသေးပကြီးတွေဆက်ရီးနေပါအောင်မယ်။အားလုံးကျမ်းမာပျော်ရွှင် ချမ်းမြေ့ပါစေလို့ရှာတင်းလေးအောင်ကနှုတ်ဆက်စကားဆိုထားခဲ့ပါလေ။ ချိန်နှင့်အကြောင်းအရာများစွာကြောင့်အဟုန်ချိုတဲ့ပကြီးပြပွဲကိုပြုလုပ်ဖြစ်တဲ့အခါ online show အနေနဲ့ April 9ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါတယ်။ပြပွဲရဲ့ရည်ရချက်ကလည်းပြောင်းသွားခဲ့ပါတယ်။ရည်ရချက်ကတော့ပကြီးကအားလုံးဟာ50%အလှူဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့အပြည့်ဝအားစိုက်ပြီးအားခဲထားကြပါမယ်။ချိတ်ဆွေးရင်းနေပါရင်ငလျင်ပေးတဲ့လို့မပြလိုက်ရတဲ့အဟုန်ပြပွဲကို ကျွန်တော်တို့ဂရိတိုင်းအခု online show ဖြစ်တင်ဆက်လိုက်ပါတယ်။ပကြီကားအလုံးကိုရှောင်းဦးတင်ထီအောင်က100%ငငလျင်ပေးတင်သူများကိုလှူပေးဖို့ပြောပေးမယ်။ကျွန်တော်တို့ကရှက်ကုန်ချစိမ့်နဲ့ရှက်ရဲ့အားဆိုင်မှုစိမ့်နာများကြောင့်50%လှူပေးဖို့ရှက်ကိုတောင်းပန်ထားကြအောင်အခုတော့ရှောင်းဦးတင်ထီအောင်ရဲ့အဟုန်ကိုခန်းစားရင်းငလျင်တန်တဲ့အမျိုးများကိုကူညီနိုင်ရန်ကျွန်တော်တို့လေးစားစွာနှုတ်ဆက်အပ်ပါတယ်လို့တီတီဖြစ်ရှာက ဖော်ပြခဲ့ပါတယ်ခင်ဗျာရှက်ဦးတင်ထေအောင်ရဲ့အဟုံးလို့အမည်ရတဲ့တကူရောပကြီးပြပွဲမှာလောကနံ love modern mother and child ဆိုပြီးခေါင်းစဉ်လေးတွေခွဲထားကပကြီးကားပေါင်းတရာတိတိပြသခဲ့တာ ဖြစ်ပါလေ ဆရာဦးတင်ထေအောင်ရဲ့လက်ရာတွေနဲ့ဆရာဦးတင်ထေအောင်ပေါ်အမြင်လေးကိုကျွန်တော်ပြောပြချင်ပါတယ်။အထက်ကတော့တီဗီပစ္စယကကုလမျိုးတို့ရဲ့အမြင်ပါ။ကျွန်တော်တို့ရူးရူးရှင်းရှင်းဆရာတင်လို့ခေါ်ကြပေမဲ့ဆရာဟာဒေါက်တာတင်ထေအောင်ဖြစ်ပါလေ။ကျွန်တော်တို့မြန်မာပြည်မှာပကြီးနဲ့ပတ်သက်လို့ဒေါက်တာပွဲရတဲ့သူလူနည်းစုတွေမှာလည်းဆရာတယောက်ပေါင်းဖြစ်ပါလေ။ဆရာတို့ဇနီးမောင်နှံက ဟိတ်မရှိခံမရှိအေဂျင့်မှုအသည့်ဘာသာရေးကန့်ဆိုင်ပြီးအမှုပြင်ကြားနဲ့တွဲလျက်ပဂရိယိုးရှင်တဲ့လူနေမှုဘဝပုံစံနဲ့သာနေကြတဲ့အပြင်ဇကားတွေလည်းအများကြီးမကြွေကြပေမဲ့လူမှုရေးပရာဟိတအလုပ်တွေမှာတော့တက်ချွစွာပါဝင်ပြီးလှူဒန်းပေးလို့ရှိကြပါလေကျွန်တော်တို့လုံသမျှရမုံငွေပွဲတိုင်းရှေ့ပကြီးကားတွေကြောင့်ရမုံငွေတိုးရခဲ့ရတာကြီးမှုရှေ့ချီစုကကြီးပါလေရှေ့ပကြီးရင်းနေချိန်မှာတွေ့ဘူးသူနေပါလိမ့်မယ်ရှေ့ရဲ့ပကြီးရင်းဟန်ကူက အမှုပညာဆန်နေကြပါ ပုံချမ်းကောက်ပုံစုတ်တန်ကင်ပုံရီးပုံခြေပုံအားလုံးအားလုံးဟာညင်တာပြော့ပြောင်းပြီးနှစ်လုံးဝဟန်ပန်နေကြီးဖြစ်ပါလေ sketch တတရီးတော့လေဆရာရီးတဲ့ line တွေကလှပဆန်းကျင်သလောက်ရီးဟန်ကလည်းလှပဆန်းကျင်နေတာပါပဲ acrylic pen နဲ့ sketch book ပေါ်မှာဘာ drawing မှမပါပဲတောက်လျှောက်ရေးသွားတာဟာအဖိအဖော့အပြုတ်အမအနှွင့်အတော့ အားလုံးကအပူလိုမရှိ ကွက်တီလို့ပြောရမှာပါအယူအဆဆုံးနဲ့အရှင်းလင်းဆုံးကျွန်တော်တို့ခန်းစားချက်ကိုထုတ်ပြောရမယ်ဆိုရင်တော့မန္တလေးမှာဒေါက်တာတင်ထေးအောင်ရှိနေတာအတွက်ကျွန်တော်တို့ဂုဏ်ယူမဆုံးဖြစ်ရပါတယ်အမှုပညာအကောင်ပြီးစိတ်နဲ့ဆက်နွယ်နေတဲ့ဆရာလက်ကထွက်လာသမျှဟာအခုပွဲမှာမြန်မာမှုတွေခံများများနဲ့ကျွန်တော်တို့မြင်တွေ့ခံစားရမှာဖြစ်ပြီးမော်ဒန်ဟန်အနေငယ်သာ ပါဝင်มาဖြစ်ပါလေအဲ့ဒီဗကြီးကားတွေကိုစာအုပ်ဖြစ်လဲထုတ်ဝေဖြန့်ချီသွားมาဖြစ်ပြီးရောင်းချပေးသွားมาလဲဖြစ်ပါလေခင်ဗျာ အဟုန်ပြပွဲကို April 9ရက်နေ့မှာ online show အနေနဲ့စတင်ခဲ့တာဖြစ်ပေမဲ့ April 6ရက်နေ့မှာ TV ပြချရဲ့ announcement တခုကိုဖတ်ခဲ့ရပါလေ။တကယ်လေးဝမ်းသာစရာကောင်းခဲ့ပါလေ။အဲ့ဒါကတော့အားလုံးကိုကျေးဇူးတင်ပါတယ်။အလူရှင်များရဲ့စေနာရောဆရာဦးတင်ထေးအောင်ရဲ့စေနာရောအကုန်လုံးအားကောင်းခဲ့ကြလို့ပကြီကားများအားလုံးကုန်သွားပါပြီ။အဟုန် online ပြပွဲ also on နဲ့ပြီးပါပြီလို့ကြေညာခဲ့ပါလေ။ လုံရငွေကို50%လုံမှမဟုတ်လို့ဆရာဦးတင်ထောင်ရဲ့အဟုန်ဖြောင်းဝဲမှာအလူငွေ145သိန်း8500ရရှိခဲ့ပါတယ်။ငလင်ကြောင့်ပျက်စီးသွားသူများတွေကအမှန်တကယ်လိုအပ်သူအိမ်အောင်စုတစုကို70သိန်းမိုးကနဲ့ဈေးဝါများကူညီပေးသွားမယ်အပြင်စကိုင်းအတွက်လည်းဈေးဝါကူညီပေးဖို့ဒေသခံများနဲ့ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဒီဒီဖြစ်ရှာကကြေညာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အမှုပညာအရရောအောင်မြင်သွားတဲ့အပြင်အလူဝအထမြောက်ဖြစ်သွားတဲ့အတွက်ဝန်တာ PD ဖြစ်မိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာမြန်မာ PG အမြန်ဆုံးအေးချမ်းပါစေအားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ video လေးကို အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြူချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ